အားလုံးမင်္ဂလာပါခင်ဗျာဆန်လေးကြောင်ဖြတ်မယ်ဗျာလေးချိန်ကတော့20သားလောက်ပဲရှိတာပါနော်လေးချိန်ကတော့20သားလောက်ပဲရှိပါတယ်ကဲရန်နေကြည့်မယ်ဗျာရန်နေရန်နေကြည့်အောင်ရန်နေနော်ရန်ရတယ်မှာကျွန်တော်ပဲရှိပါကြန့်ထော်နေရပဲနော်ဒီမှာညီလေးမင်းညိုမင်္ဂလာပါ ညီလေး live ကိုညီလေးဝေရမင်္ဂလာပါရှမ်းနေတော့ကြမ်းနေပါပဲဗျညီလေးတင်ကိုကိုညီလေးဝေရညီလေးကိုထွေးညီလေး hero ချင်းမင်္ဂလာပါနော်ကျွန်တော်ကက်ဆွဲလိုက်မယ်အဲဒီမှာရှမ်းနေကြည့်လိုက်တော့ကျွန်တော်မိတ်ဆွေများကြမ်းချက်ကတော့ကြမ်းချက်ကတော့ဗျာနော်ဖို့မီးဆွဲရတဲ့အတိုင်းပဲဟုတ်လားရှမ်းကြမ်းတယ်နော် ရမ်းချမ်းတယ်တဲ့ဗျာနော်ကျွန်တော်မျိုးစင်မှာအချုံမရမ်းပေါ့ဗျာရမ်းချမ်းတယ်ဆိုတာအချုံမရမ်းထားပါတော့နော်အချုံမရမ်းပေါ့ဗျာအဲ့တော့ရမ်းအလက်ပေါ့နော်အဲရမ်းလက်ပေါ့ဗျာဒါပေမဲ့ရမ်းလက်ဆိုတော့ဝယ်လို့ရပါတယ်နော်အဲပြီးတော့ပြီးတော့ရမ်းကကျဲတယ်ဗျာနော်ရမ်းတယ်မှာနော်ရမ်းရဲ့လင်းအားကိုကြည့်တဲ့အခါကျရမ်းလင်းအားတော့မဆူးဘူးပေါ့နော် အဲဒီမှာရန်လျားနေထားမစိုးဘောနော်နော်ခြိုက်ပြား40လောက်ပဲရှိပါတယ်နော်15သိန်း15ချက်သားလောက်ပဲရှိရနော်တစ်ချက်သားတစ်သိန်းဘောနော်15ချက်သား20သားထားပါအဲ့လောက်20သားလောက်တော့ရှိပါတယ်နော်ကောင်းတာတော့10သိန်းလောက်ကောင်းတာဗျနော်အဲ့တော့15သိန်းဝယ်ထားဆိုဖြတ်ကြည့်ရမှာပဲနော်အဲ့တော့ဖြတ်ကြည့်မယ်ဆိုရင်တော့ဒီမှာဒီကောင်ကပြင်လိုက်ကတော့ဒီမှာကတော့ချွန်ကာလာအပြည့်ပါတယ်နော်ချွန်ကာလာအပြည့်ပါတယ်နော် အခွန်နေနဲ့ကတော့ရမ်းတော့ကျဲတယ်အခွန်နေနဲ့ကတော့ညီပါတယ်နော်ခွန်နေနဲ့တော့ညီတယ်အဲ့တော့ကျွန်တော်ကတော့ဒီပချမ်းလေးပေါ့ဗျာနော်ဒီပချမ်းလေးပါပါလေးရှက်ထလိုက်မယ်နော်အစင်လွန်သွားတာပါပါလေးရှက်ထလိုက်မယ်နော်ရှက်ထလိုက်ရင်တော့အပြကျက်လှပေါ့ဗျာကျက်အလှပဲဖြတ်ပြမှာပေါ့နော် ကြည့်အောင်ဗျာ28မင်္ဂလာပါ เนาะချွန်ကတော့ခြားရေးပဲကြည့်ပဲပါเนาะဒါကြောက်တာပြန်ပြောရရင်တော့ဒီမှာအဲဒီမှာเนาะကျဲတဲ့လက္ခဏာဒါမျိုးနဲ့ထောက်ကြရတယ်သိတာပါလေကြောက်တာကျဲတယ်เนาะကြောက်တာကျဲပါလေဒါမျိုးနဲ့ထုတ်ကြရတယ်သိပါလေเนาะသိကြပါလေကြောက်တာကျဲတယ်တဲ့ရန်လင်းကတော့ကောင်းပါလားရန်လင်းကတော့60ကျော်80ခိုင်နှုန်းလောက်ဒီကအစီပါတာပေါ့เนาะရန်လင်းကတော့ကျောက်အစီပါတာပေါ့เนาะ တော့ဒီဘက်ချမ်းနေရာတော့ညော့တယ်နော်ဒီဘက်ချမ်းနေရာတဲမှာအကာလာညော့တာပေါ့နော်ဒီဘက်ချမ်းကတော့ရှိတယ်ဒီနားကပိုအရင်ဆုံးပဲဒီဘက်မှာလည်းဒီဘက်ချမ်းကမရှိဘူးဒီမှာပဲရှိတယ်အဲ့တော့ကျွန်တော်ဖြတ်မယ်ဆိုရင်ဖြတ်ချက်ကိုအလှဖြတ်ရမှာ ਉ နော်အဲ့တော့ကျွန်တော်ဒီဘက်ချမ်းလေးဖြတ်မယ်ဗျာနော်အဲ့တော့15သိန်းကြောက်သားချဲပါမယ်နော်ကြောက်သားချဲပါမယ်ရန်ကတော့အချုံမွန်ရန်လောက်ရှိတာပေါ့နော်အဲ့ရန်အလက်ထဲမှာပါတယ်ပေါ့နော်ပြကျွန်တော်ဘားဆက်လေးပဲဖြတ်ပြပါမယ်နော် 15ဒိန်ပေါ့နော်အဲ15ဒိန်ကတော့ဈေးတော့မြင့်ပါတယ်အစာပြီပါနော်ဝေခါစာပြီပါနော်အဲ့တော့ဝေခါစာပြီကြောက်ပါနော်အဲ့တော့စာပြီစာပြီမေးနေလို့နော်အခွန်လေးတွေကျွတ်ကျွားနေတာပါဗျာနော်ဒီမှာနော်အခွန်လေးတွေဒီမှာလက်နဲ့ကျင်းနေချမ်းနေနော်ဝေခါစာပြီပါနော်ကဲကျွန်တော်မေးဆွေးလေးနော်ဒီမှာဒုဒါအနီးကဇူးမလို့နည်းနည်းကြည့်ရထင်တာပါနော် အဲ့လောက်မကြီးပါအောင်နော်ကဲဖြတ်ပြီးတဲ့အနေထားကြည့်မှာပေါ့နော်ကဲကဲကြောက်တော့မစိုးဥမှတ်တာပဲဒီမှာလှမ်းမြင်နေရတော့နော်လှမ်းမြင်နေရတော့မစိုးဥမှတ်တာပဲညှက်လျှော်ဖို့ ညစောဘောနော်ကြည့်ရေးဆွတ်လိုက်အောင်မယ်ဗျာမခိုးရကြနေနော်စာပြီးရမ်းကြအသက်ဆန်းတယ်โอเคအဲ့လည်းဟုတ်တာပဲနော်အဲမဆူပြောမှာပဲနော်အဆူဆိုတာညှက်လျှော်ဘောဒီဘက်ကတော့ပဲ့သွားတာဘောဗျာနည်းနည်းလေးဟိုမှာဖြစ်တော့နော်နည်းနည်းပါတာအောင်နော်ပရိကြရောင်းမကွာငါကြီးကဲနေကြကြည့်မြင်ရနော် အနိကလေးဆွဲကြည့်အောင်နော်ကဲကျွန်တော်လည်းမှန်ဘူးလေးနဲ့ကြည့်လိုက်နော်ဟာမပြတော့ပြမှာကဲกว่าဘာတွေ့ကြရတော့ဘာတွေ့ကြရတော့အဲမြင်တော့ပြင်လိုက်ပဲဗျနော်မှတ်ထားတယ်လို့တော့ပြင်လိုက်ပြီနော်ကြောက်သားတော့ကျွန်တော်တို့မကြည့်ရသေးဘူးနော် ကံလာကတော့ကံလာကတော့ကျွန်တော်ပြောတဲ့အတိုင်းပါပဲတအားမရှင်းပါအောင်ပြား40ဒါပဲအဲ့ဝန်းကျင်ပါပဲနော်ပြား40ပါပဲနော်ဒီကြောက်ကလည်းဒီမှာတော့ပါပါလေးပါပဲနော်ဒီဘက်ကတော့ကြောက်သားပစိုးပေါ့နော်အဲ့တော့ကျွန်တော်မှတ်ချောပြမယ်ပေါ့နော်အဲ့တော့15သိန်းတန်မတန်ရောပေါ့နော်အဲ့တော့အနေထားဘယ်လိုရှိလဲဆိုတော့ကြည့်အောင်နော်။ဒါမင်းနဲ့တော့မထောက်ရသေးဘူး။ဒီမှာမှတ်ခိုးရရင်ချောလိုက် ဝေခါစာပြီးအဖြေညိဝေခါစာပြီးအဖြေညိဘလောက်တန်နေကြည့်ရတာပါနော်ဘလောက်တန်လဲကျွန်တော်တို့ဖြန်နိုင်အကောင်းဆုံးနံပဲရွေးဖြန်လိုက်တော့တာနော်အပွင့်ရတော့ခုနကြည့်တဲ့အနေထားရဆိုတော့အပွင့်မရနိုင်တော့ဘူးပြနော်နော် ကြောက်သားကျဲရနော်ကြောက်သားကျဲတယ်နော်ကျူပြောပြပြီနော်ကြောက်သားကျဲတယ်နော်ကဲကြောက်စီကြည့်ရအောင်ကြောက်စီနေထားဘယ်လိုရှိတယ်ကြည့်ရအောင်ဒါတော့ခင်ဗျာအမြင်တိုင်းပဲနော်အပြင်မှမြင်ရတဲ့အတိုင်းပဲဒီတိုင်းနော်အပြင်မှမြင်ရတဲ့အတိုင်းပဲနော်ခုမြင်နေရတာโอเคကြည့်ရအောင်음ကြောက်သားကျဲတယ်ဗျနော်ကြောက်သားကျဲတယ်အပွင့်မရဘူးတဲ့လားကျွန်တော်မရှင်းဘူးနော်အပွင့်မရဘူးနော် အဖွင့်မရဘူးနော်အင်းကြည့်ရလာအဲအသားတန်းကအသားတန်းကဒီအပြင်ဘက်ကကြီးတဲ့အနေထားမှာဆိုရင်တော့ခါကြော်တယ်တဲ့လားဒီမှာနော်ဒီအနေထားရဆိုရင်ခါကြော်တယ်6ခွဲတော့တော့ဖြစ်နေအတွင်းထဲမှာအဲ့လောက်မရှိဘူးနော်အတွင်းထဲမှာခါခါနည်းနည်းလေးတော့ပဲကြော်ပါနော်ကြောက်သားကကျဲတယ်နော်ကျွန်တော်မေ့စင်ပြန်နော်အဲ့တော့ချင်းနီး အခြေအနေကိုသုံးသပ်ရမယ်ဆိုရင်နော်အဲ့တော့ဒီတိုင်းလေးကိုအရောင်တင်ပြီးရောင်းအောင်ပါနော်အဲ့တော့သူကသူဘာလို့လို့ပေါ့ဗျာနောက်လို့ပါတော့နော်နော်โอเคပါအားလုံးမိုင်းမိုင်ပါနော်